စိတ်အချမ်းသာဆုံးလူတဲ့စိတ်အချမ်းသာဆုံးလူဆိုတာဘယ်လိုလူလဲလူတိုင်းကတော့လေစိတ်ချမ်းသာခြင်းညာသူတွေကြီးပါပဲစိတ်မချမ်းသာခြင်းသူလို့ရှိလာမယ်မဟုတ်ပါဘူးဘဝမှာပြည့်စုံမှုတွေရှိမှစိတ်ချမ်းသာမယ်လို့ထင်လို့အမျိုးမျိုးပြည့်စုံအောင်ကြိုးစားကြတယ်ပြည့်စုံကြတဲ့အခါ သူတို့တကယ်စိတ်ချမ်းသာသွားကြရဲ့လားစီးပွားဥစ္စာတွေတောင်းပုံရပုံပုံမကုံ ဖြုံးမကုံ ပြည့်စုံနေသူတွေဟာစိတ်ချမ်းသာနေကြသူတွေလားသူတို့စီးပွားတွေကျသွားမှာသူတို့စီးပွားတွေပြတ်သွားမှာစီးပွားတွေကိုဘေးရန်နေကြရောက်มาတွေစိုးရိမ်ပြီးတော့သူတို့လည်းစိတ်ချမ်းသာနေကြသူတွေမဖြစ်ကြပါဘူးအဲ့လိုလူတွေကကိုယ်တွေမစင်ရဲ့ပေမဲ့ စိတ်တွေကတော့ပိုးတောင်ဆင်းရဲနေကြတာတွေ့ရတယ်။မြေကြီးဘော်ကလူ မြေကျွန်းကြမှာစိုးရိမ်တာထက်အမြင့်ဘော်ကလူကအောက်ပြုတ်ကြမှာပိုးကြောက်ကြတယ်မဟုတ်လား။ဒီတိုင်းကြီးပါပဲ။ယာရုကြီးသူတွေကလည်းအဲ့ဒီယာရုပြုတ်သွားမှာစိုးရိမ်ပြီးတော့ဆင်းရဲနေကြတာပါပဲ။ပါဝါကြီးသူတွေကလည်းသူတို့ပါဝါရီလျှော့ကြသွားမှာစိုးရိမ်ပြီးတော့ဆင်းရဲနေကြရတာပဲ။ နာမည်ကြီးသူကြော်ကြားသူတွေကလည်းသူတို့နာမည်တွေကြသွားမှာနာမည်မကြီးတော့မှတွေစိုးရင်ပြီးတော့စိတ်မချမ်းသာကြပါဘူးအဲ့လိုဆိုရင်စီးစဉ်ဥစ္စာယာရုအာနာပါဝါတွေနာမည်ကြော်ကြားမှုတွေဟာစိတ်ချမ်းသာစေတဲ့တခုသီးသော အကြောင်းတရားမဟုတ်ဘူးဆိုတာတော့မြင်ရတယ်ဗုဒ္ဓကတော့ဝိမု ക്തി ဒုက္ခ လွတ်မြောက်နေခြင်းကသာလွတ်လပ်နေခြင်းကသာချမ်းသာအစေလို့မိန့်ခဲ့တယ်။ဘာကနေလွတ်မြောက်နေရမှာလဲ။အဲ့ဒီရှိခြင်းမရှိခြင်းတွေအပေါ်စိတ်ခံစားမှုတွေကနေလွတ်မြောက်နေရမှာပါပဲ။ရှိခြင်းတွေပေါ်ညှိကပ်တတ်မပြီးစိတ်ခံစားမှုတွေဖြစ်နေရင်လည်းစိတ်မငြိမ်းချမ်းနိုင်ပါဘူး။မရှိခြင်းတွေပေါ်စိုးရိမ်ကြောက်ကြစိတ်တွေနဲ့စိတ်ခံစားမှုတွေဖြစ်နေတယ်ဆိုရင်လည်း စိတ်ကမငြိမ်းရနိုင်ပါဘူး။လုံပြင်းသမျှပေါ်လုံနိုင်သမျှလုံပြီးတော့ရရှိလာတဲ့ဘောတမမှုဆွဲလန်းမှုညှိကမှုစိတ်ခံစားမှုတွေမဖြစ်စေဘဲနဲ့တန်တုတ်ထိကိုယ့်ရဲ့လုံနိုင်သမျှကိုယ့်ရဲ့ရှိသမျှအပေါ်ကိုယ့်ဘဝကို အခြေအနေပေါ်မှာရောင်ရဲကျေနပ်နေခြင်းကသာဘဝရဲ့ချမ်းသာလို့ဆိုရမယ်ဝိမု ക്തി ဆိုတာလွတ်မြောက်နေတာ တဏီလွတ်လပ်နေတာပစ္စည်းဥစ္စာရှိခြင်းမရှိခြင်းတွေပေါ်စိတ်ခံစားမှုတွေစိတ်ရဲ့ဆွဲလန်းညှိကပ်မှုတွေတတ်မှတ်မှုတွေစိုးရိမ်မှုတွေကလည်းလွတ်မြောက်နေတယ်ယာရုအာနာတွေရှိခြင်းမရှိခြင်းတွေဆွဲလန်းတတ်မှတ်စိုးရိမ်ခြင်းတွေကလည်းလွတ်မြောက်နေတယ်နာမည်ကြော်ကြားမှုနာမည်ကြီးမှုတွေကိုစိတ်ဆွဲလန်းမှုစိတ်ခံစားမှုတတ်မှတ်စိုးရိမ်ခြင်းတွေကလည်းလွတ်မြောက်နေမယ် အဲ့ဒါလို့စိတ်ရဲ့လွံ့မြောက်မှုရှိနေမှသာဘဝဟာချမ်းသာမှုကိုခံစားရမှာလို့ပြောကြရင်ညီကုံချုပ်ချင်ပါလေအားလုံးအားလုံးဘဝရဲ့ချမ်းသာအစစ်အမှန်ကိုခံစားနိုင်ကြသူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုံချုပ်လိုက်ပါတယ်